။မမောမျိုးသိန်းတိုက်ပွဲတွေကရဲပေါ်နိုင်နိုင်။အညာရဲ့မေလာမိုးကစစိမ့်စိမ့်ရွာနေပါလေ။ရှင်ဘတ်တွေပြည်နေတဲ့ခြံဝင်းတစ်ခုတည်းကိုဝစ်စုံပြည့်ဝစ်စင်ထားတဲ့ PDF တပ်ဖွဲ့ဝင်တွေဝင်ရောက်လာပါလေ။ရဲပေါ်၅ဦးက PDF အလံတစ်ခု PDF စီယူနီဖောင်းတစ်စုံ ပေါင်ကတ်ထားတဲ့ဓာတ်ပုံနှစ်ပုံနဲ့ထောက်ပံ့ငွေကြေးတစ်ထုပ်ကိုပွေပိုက်ယူလာခဲ့ကြပါတယ်။ခြံလေးတဲ့အဝင်မှာဝမ်းထဲပွေငိုကြွေးတန်ကစီးကျူနေပါတယ်။ချင်းရဖက်နဲ့ဝစ်ထားတဲ့ရဲဘော်တွေဟာခြံဝမှာပဲသူတို့ရဲ့ဖက်နဲ့တွေကိုချွတ်ထားခဲ့ပါတယ် ရဲဘော်အားလုံးခြံဝင်းနဲ့အရောက်မှာတော့ငိုကြွေးနေသူအညာသူကြီးနဲ့နေကြမှာစိုးလို့အန်ကျိတ်ထိန်ချုပ်နေသူအညာသားကြီးရှေ့မှာတတိဆွဲပြီးအလေးပြုကြပါတယ်ပြီးတော့ဒူးပစစ်တုပ်ထိုင်ချပြီးကတော်လိုက်ကြပါတယ်အညာသူကြီးဟာငိုကြွေးမြဲငိုကြွေးတယ်အညာသားကြီးကလည်းထိန်ထားတဲ့ကြားက ကြလာတဲ့မျက်ရည်တွေကိုလက်နဲ့စီကာရင်းနှုတ်ဆက်နေရှာပါတယ်။ဘောင်ခတ်ထားတဲ့ဓပုံတွေကသူကတော့ရမပင်ခရိုင်တရင်28ရက်တခွေမူရဲဘော်နိုင်တိုင်းရဲ့ဓပုံဖြစ်ပါတယ်။အသက်27နှစ်အရွယ်ရဲဘော်နိုင်တိုင်းဟာ KIA ဥဆောင်ပြီးစစ်နွဲနေတဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာ2025ခုနှစ်မေလ22ရက်နေ့ကမြင့်မြတ်စွာ အသက်ပေးလူ ကြဆုံးသွားကြရတာဖြစ်ပါတယ်။ဒါဖြစ်သူဝစ်စင်ခဲ့တဲ့ PDF စီယူမီဖောင်းကိုပြန်ယူလာပြီးမိဘရိစီကိုထောက်ပံ့ငွေ7,500နဲ့အတူရမပင်ခရိုင်တရရမှန်28ကပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။အရာမောင်မိမမမနဲ့ကြန့်ခိုင်တဲ့ကိုခန္ဓာပိုင်းဆိုင်ထားတဲ့ရဲဘော်99ဟာစစ်တက2021ခုနှစ် ေဝါရီလတရက်နေ့အာနာသိမ့်ပြီးနောက်ပိုင်းအညာမှာပေါ်ပေါက်လာတဲ့လူတို့ကုကံတော်လန်စစ်မှာဒေသကာကွယ်တပ်ဖွဲ့ဝင်ဖြစ်တဲ့တွေ့ရတင်းချိုင်ဓာမဆိုင်တပ်ဖွဲ့တံချိတ်ဆက်ပြီးတော်လန်ရင်းတဲ့ခြေစုံပြစ်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်မိဘတွေရဲ့အလုတ်ကိုကုညီယာကနေပြည်ရဲ့ရဲဘော်ဖြစ်လာခဲ့သူပါအမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနတရင်တပ်ဖွဲ့ရဲ့စူးစီးတဲ့အခါ တွေ့ရတင်းချိုင်းဓာမဆိုင်တက်ဖွဲ့ဟာရင်းမပင်ခရိုင်တရဲမှတ်28အဖြစ်ဖြစ်ပေါ်လာခဲ့ပါတယ်။ရေဘော်နိုင်တိုင်းဟာစီကဲလိုက်နိုင်မှုကောင်းတယ်လို့တိုက်ရိုက်ခိုက်ပြေးသွားတာယူတာပြီးထက်မြက်သူဖြစ်တာရင်းကြောင့်၎င်းရဲ့တရဲမှုကတခွေမှုတာဝန်ကိုလုံယုံကြည်ကြည်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာတရောက်ခဲ့တဲ့စစ်တပ်နယ်မှာလဲစံပြရဲဘော်စုရခဲ့သူဖြစ်ပါတယ်။ ရဲဘော်နိုင်တိုင်းကရမပင် KI နဲ့ကစစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်တဲ့တိုက်ပွဲတွေမှာလဲအစွမ်းပြခဲ့တယ်လို့ကသုံးလုံးစစ်စင်ရေးလို့ခေါ်တဲ့ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာလဲ6လကျော်ကြာတိုက်ပွဲဝင်ခဲ့သူလည်းဖြစ်ခဲ့ပါတယ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာရဲဘော်နိုင်တိုင်းနဲ့ကာကွယ်ရဲဘော်တွေဟာတိုက်ပွဲအတွေ့အကြုံတွေရရှိခဲ့ပြီးဇေယနာရှင်တော်လှန်ရေးအတွက်ပုံမိုစိတ်အားထက်သန် လာခဲ့ကြပါတယ်။ပေလဘူးမြို့ကိုတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်စစ်စင်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေခဲ့ပြီးပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ9ရက်နေ့မှာမိခင်တရင်စီပြန်လာခဲ့ကြပါတယ်။ဂျက်အနေငယ်ပဲအနာယူခဲ့ကြပြီးဗမော်မြို့သိမ်းတိုက်ပွဲအတွက်မနှောမြေစီထက်မှန်ချီတက်တိုက်ပွဲဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲမှာလည်း ရဲဘော်နိုင်တိုင်းကပူပေါင်းတက်တွေနဲ့အတူလက်စွမ်းပြခဲ့ပြန်ပါတယ်။မကြာဆုံးငယ်ရပိုင်းအလုံးမှာစစ်ကောင်စီတပ်ဖွဲ့ရဲ့အချို့ကိုတုတ်တင်နိုင်ခဲ့သေးတယ်လို့အတူတိုက်ပွဲဝင်ခဲ့တဲ့ကာကွယ်ရဲဘော်တဦးကပြန်ပြောင်းပြောပြပါတယ်။ရဲဘော်နိုင်တိုင်းကြာဆုံးတာက2025ခုနှစ်မေလ22ရက်နေ့ဖြစ်ပါတယ်။အဲဒီမတိုင်ခင်မေလ20ရက်နေ့မှာ ပမော်မြို့အခြေဆိုင်စကကက27တို့ဆင်းသက်ဖို့ကြိုးစားတဲ့စစ်ကောင်စီရဲရဲနှစီးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကပြစ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းစစ်ကောင်စီကလေချောင်းကနေနီးမျိုးစုံဘုံကျဲတာမှရဲဘော်နိုင်နိုင်ဟာဂျုံဘုံဒီထိမှန်ပြီးဒဏ်ရာရရှိကရှေ့တန်းတိုက်ပွဲစစ်မြေပြင်မှာမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ်။ သူဘသူ့ကိုမှအကူအညီတောင်းချင်မရလိုက်ဘူး။မိုင်းစားကနှလုံးကိုဖောက်ဝင်ပြီးနေရာမှာတင်ကြာဆုံးသွားတာ။သူ့ဝေဒနာတွေမခံစားခဲ့ရဘူးဆိုရဲစိတ်နဲ့စိတ်ဖြေနေခဲ့ရတယ်ဗျာ။ရဲဘော်နန်းနန်းကြာဆုံးပြီးရန်နှင်းငယ်အကြာမှာပဲတေမူဘူဆွမ်းဥဆောင်တဲ့ရင်မပင်ခိုင်တရင်28ရဲဘော်တွေနဲ့ဒေသခံတွေစုပေါင်းတိုင်ပင်ပြီး သူ့ရဲ့မိဘတွေစီတည်င်းပူရင် ထောက်ပံ့ခြင်းတွေပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်မြင်ရတဲ့ရုပ်တံဟာအညာရဲ့တော်လည်းပကတိအရှိတရားဖြစ်ပြီးအညာသူအညာသားတွေဟာဆရာနာရှင်တော်လည်းရေးကိုဘလို့ပေးဆက်ပြီးတွန်းလှန်တိုက်ပွဲဝင်နေကြတယ်ဆိုတာကို ပြတာတဲ့ ဖြစ်ပေါင်းများစွာတွေကတခုပဲဖြစ်ပါတယ်။ကျုံတို့ကဒီလန်းကိုရွေးခဲ့တာလေ။ပန်းနဲ့ပြစ်တာမဟုတ်ပဲဂန်းနဲ့သူတေကိုတေဖိုက်တဲ့ပွဲဆိုတော့အခက်အခဲတွေကြုံရမှာပါပဲ။ဒီလိုကြာဆုံးတာမိသားစုကိုတည်င်းပို့ရင်တော့ရင်ကွဲပက်လက်ဖြစ်ရပါတယ်လို့သူ့ရဲ့တည်င်းမှုဖြစ်သူက ဖွင့်ဟပါဗါတယ်။ရေပေါ်နိုင်တိုင်းရဲ့အယိုးပြအိုးကတော့ ဗမော်မြို့မှာပဲရှိနေသေးပါတယ်။ KAI နဲ့တော်လိုင်းရင်တက်တွေဟာဗမော်မြို့သိမ်းပြီးရင်ရင်းမပင် KAI တရက်28ရဲဘော်တွေကသူ့ရဲ့ဇာတိရွာကိုရဲဘော်နိုင်တိုင်းရဲ့အယိုးပြအုပ်ကိုတဲဆောင်လာပြီးကြဲကြပါလေဖြစ်ပါလေ။ရဲဘော်နိုင်တိုင်းကတော်လိုင်းရင်အောင်မှပြန်လာကြတာစစ်ကောင်စီပြုတ်ကြဖို့အပြင်းမပြက်စည်ရေးပေါ်ဆောင်နေရမယ်လို့ယုံကြည်သွားတယ်လို့ သူ့ရဲ့တရေမှုဖြစ်သူက ရင်သာနာနဲ့ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်ဒီရုပ်တံဗီဒီယိုကိုဝမ်းနည်းကြေခွဲခြင်းများစွာနဲ့ကျွန်တော်ရဲ့ channel မှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ဒီရုပ်တံဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဆိုရင်အညာဒေတာရဲ့တော်လန်ရေးဟာဘယ်လောက်ထိကြီးကျယ်ခမ်းနားကြောင်းအညာဒေတာမှာပြည်သူတရေလုံးတဲ့အတူအညာရဲ့သွေးသားတွေ ဘယ်လောက်တိရဲရဲနေကြောင်းကျွန်တော်မျက်ဝါးထင်ထင် မြင်တွေ့ကြားရမှာလဲဖြစ်ပါတယ်။ဝန်နေစရာကောင်းတဲ့ဘုံရိပ်တွေကိုတွေ့ကြရတဲ့အခါကျွန်တော်တို့ဟာဝန်နေကြရပြီးဝန်သာစရာကောင်းတဲ့ဘုံရိပ်တွေကိုတွေ့ကြရတဲ့အခါကျွန်တော်တို့ဟာဒီဝန်သာစရာကောင်းတဲ့ဘုံရိပ်တွေရဲ့နောက်မှာဘာတွေဘလို့ပေးဆက်ခဲ့ရကြောင်းကိုဘယ်တော့မှမေ့မသွားကြဖို့လိုအပ်ပါတယ်။ဒီလိုတွေမေ့မသွားကြဖို့အတွက်လည်း ကျွန်တော်တို့ဟာမြို့တော်လည်းမှာကြာဆုံးသွားခဲ့ရတဲ့အညတရသူရဲ့ခေါင်းတွေကိုအမြင်မပြတ်မှတ်တမ်းတင်နေရတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့မှတ်တမ်းတင်မှတာမြို့တော်လည်းမှာကျွန်တော်ရဲ့ရဲဘော်တွေပြည်သူတွေအသက်အိုးအိမ်စီးစိမ်တွေပေးဆက်ခဲ့ပြီးမှ ရခဲ့ကြောင်းကိုလည်းတမိုင်းရဲ့စာမျက်နှာတွေမှာထင်ကျန်ရေးဆွဲခြင်းလိုပဲဖြစ်ပါတယ်။ ဖြူဟာစုဖွဲ့မှု လေ့ကျင့်မှုတင်ကမ်းမှာအပတ်စဉ်3ဇံပြစုရရမပင်ခရိုင်တရေအမှတ်28ဒါမဆိုင်တက်မတော်တခွေမှုရဲဘော်နိုင်တိုင်းဟာဗမော်မျိုးတိုက်ပွဲမှာ2025ခုနှစ်မေလ22ရက်နေ့ကမြင့်မြတ်စွာအသက်ပေးလူကြဆုံသွားခဲ့ရတဲ့အတွက်မိသားစုဝင်များနဲ့ထတ်တူထက်မြပြည်သူပြည်သားများမှဝမ်းနည်းရပါကြောင်း ရင်မာပင်ခရိုင်တရဲမှတ်28ဒါမဆိုင်တက်မတော်ကဝန်ထဲချင်းပြစွာပြည့်ထုတ်ပြန်ထားခဲ့တာလေဖြစ်ပါတယ်။တရင်ရဲ့အာကိုအားထားရတဲ့ရဲဘော်တယောက်ကိုဆုံးရှုံးခဲ့ရတဲ့ခံစားချက်ကဘာနဲ့မှလဲလို့ကြားနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာဒီလိုခံစားချက်တီးကိုအင်မတန်နားလည်ပါတယ်။ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေကြာဆုံးရတိုင်းကျွန်တော်တို့ရင်ထဲမှာ အမတန်ဝမ်းနည်းနာကျင်ကြည်ခွဲရပါတယ်ကျွန်တော်တို့ဝမ်းနည်းနာကျင်နာထက်သူတို့ကိုမွေးထားတဲ့မိပါတွေဘယ်လောက်ထိနာကျင်ကြည်ခွဲနေမလဲဆိုတာကျွန်တော်တို့ခံမှန်းလို့တော့ရနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အတွက်တော်လည်းရဲဘော်တွေများစွာရှိနေဆိုပေမဲ့လည်းမိပါတွေအတွက်တော့သူတို့ရဲ့သားဟာ သူတို့ရဲ့တူရဲတော့တော်လိုင်းရဲပေါ်ပြီးဖြစ်ခဲ့ပါတယ်အဲ့တွင်လဲမိပါတွေနေနဲ့ ိုသားကိုဆုံးရှုံးလိုက်ရတာအမတန်ဝမ်းနည်းလာချင်နေမှာပါတော်လည်းအောင်တဲ့နေ့အိမ်ကိုပြန်လာတဲ့သားတွေထဲမှာသူတို့ရဲ့သားတွေကိုမြင်မြင်ကြတဲ့မိဘတွေကြည်ပါပဲဒါပေမဲ့လက်နက်ကိုင်းတိုက်ပွဲဝင်နေကြတဲ့တော်လန်ကြီးတွေဖြစ်တာကြောင့်အခုလိုဘေးဆက် ကြဆုံးရမှုတွေအချိန်မရွေးရှိလာနေရဆိုတာကိုတော့ကျွန်တော်တို့အားလုံးကနားလည်ထားပြီးဖြစ်ပါတယ်အဲ့တွင်လည်းဒီလိုတံမိုးရှိတဲ့အသက်တွေကို မဆုံးရှုံးရစီဖို့အတွက်ကျွန်တော်ပြည်သူတွေအားလုံးကຫນွေဦးတော်လိုင်းမှာနေ့အတိုင်းပါဝင်နေကြပြီးလက်လက်ကိုင်းတော်လိုင်းနေကြတဲ့ကာကွယ်ရေးရဲဘော်တွေကိုထောက်ပံ့နေရမှာလည်းဖြစ်ပါတယ်။ပြည်နေကြပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်လက်ကိုင်းတော်လိုင်းရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ဂျမမီခရိုင်တရမန်28ဒါမဆိုင်တက်မတော်ကရဲဘော်နိုင်တိုင်းအားကျွန်တော်တို့စပူ PDF ရဲ့မြန်မာမှာလည်းအလေးနေပြုမှတ်တမ်းတင်လိုက်ရပါတယ်။ ရဘော်ရဲ့ဆောလုံးနဲ့နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီຫນွေဦးတော်လိုင်းရဲ့တမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူတို့ဒီလာပါစေဖဆက်အကြံပေးဆရာလာရှင်တွေကိုအမြင့်ပြည့်ချေမှုရင်ຫນွေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကို လေးပြူမှတ်တမ်းတင်နေတဲ့ Support PDF မြန်မာ YouTube Channel ကိုနှာစင်နေကြရတာပဲဖြစ်ပါတယ်။ Support PDF မြန်မာ YouTube Channel ကို ကြည့်ရင်မြို့တော်လည်းအိမ်မှာတတောင့်တနေရာလေးကနေပါဝင်နေရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ရေဘော်နိုင်နိုင်ရဲ့အတုံးဆောင်ပစ္စည်းတွေကိုရေဘော်ရဲ့မိဘတွေထံပြန်လည်ပေးအပ်ထားတဲ့ဗီဒီယိုကိုလည်းဒီရက်နောက်မှာပူတွဲဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

မိမဆွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာ မြမတွေယူတော်လန်ဟီမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ွေပဲဖြစ်စီ လက်နဲ့မကင်ရွယ်ဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ကြားရနေရာတွေကနေအုတ်တချက်တဲတခွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်